ဝိတ်ချတော့ဘာတွေပြောင်းလဲသွားလဲဝိတ်ကြသွားပြီလဲဆိုတော့ကိုမဟုတ်တော့တယ်လို့ပဲပေါ့နောက်တယောက်ဖြစ်သွားတယ်လို့ခံစားရပါတယ်အားလုံးမင်္ဂလာပါမြမနမရတော့ခိုင်စာသွဲပါတောင်းတကုံမှာနေပါတယ်မြမ Majestic Preborg ကအယောင်းဝယ်ခြင်းလုပ်ငန်းကိုလုပ်ပါတယ် မြမတော့အခု Nutri Hana နဲ့တွဲပြီးပေါင်90ကျသွားပြီစပြီးလက်တွဲတော့195ပေါင်နေအခု125ပေါင်အထိရရှိသွားပါပြီပုံမှန်ကို used to စားလာတာတွေကြတော့အတုပ်ဆုံးတွေအကြော်တွေစီကြော်စားတွေအာလူးကြော်တွေဒါမျိုးဆိုအရန်ကြိုက်တာပေါ့ရင်တော့ကိုကြိုက်တဲ့အရာတွေပဲဆွစားခဲ့တဲ့အတွက်ဝလာတာပေါ့အဓိကလည်းကိုဗစ်ချိန်မှာလည်းပါတာပေါ့အဲအစားအများကြီးစားတဲ့ ထားတယ်ပေါ့ဝိတ်တက်လာတဲ့အချိန်မှာအခက်ခဲတွေကမျိုးစုံပဲအဓိကတော့အင်းကြီးဟာစာရှာလို့မရတော့တဲ့ပြဿနာကိုဟာကိုပဲချုပ်ဝက်ချုပ်မွေးအင်းဆိုင်သွားရင်လည်းကို့အတွက်စိုက်မရှိဘူးအဲပြီးတော့ခုနကကိုသွားတငယ်ချင်းအပေါင်းအသင်းတွေနဲ့သွားရင်တောင်မှပဲကို့ဝါတာကြီးကိုပဲ body shaming လုပ်တဲ့အတွက်ကြောင့်မလို့တို့ကတော့စတာတခုတည်းပဲမြင်ကိုကကြတော့ရင်နဲ့အမြခံစားရတာပေါ့ ဘယ်တော့တော့ဘယ်လာလာကိုပဲဝင်မဆန့်တော့ဘူးလားပေါ့ထမတော့ဒီအရာကို wait တက်လာတဲ့အရာကိုချက်စီရလို့မမြင်ခဲ့ဘူးကို့အမေကလည်းရှေ့မှာဝါနေတာဆိုတော့တာမီနှစ်ယောက်ကညီမနှစ်ယောက်လိုပဲတပူးတူတွဲတွဲပေါ့အဲ့လိုဆိုတော့ကိုက wait ချတဲ့အရာကိုဒီလောက်ကြီး feeling မရှိခဲ့ဘူးပေါ့အဲ့နင်ဘိုက်ကြီးပူနေပြီနင်ဘိုက်ကြီးကသားစရာနေရာတောင်ရှိသေးရဲ့လားအဲ့ကားဝဆန်းရဲ့လား ိုကားပေါ်တက်လိုက်လို့ရှိလို့ချင်းအဲလေးတစ်ဖက်နှိမ်သွားတယ်လို့ပဲနော်ဆိုတော့အရာတွေပေါ့အဲ့လိုမျိုးတွေမှာအရန်ခံစားရတာပေါ့ဝိတ်ထားတော့မဲဆိုတော့ညီမအဓိကတော့ Facebook မှာရှာတာပေါ့ Facebook မှာရှာတယ်ငါဘာနဲ့ချရရင်ကောင်းမလဲပေါ့အဲ Facebook မှာသွားတွေ့ရ Nutrihana page ကိုသွားတွေ့ရအဲအဲ့မှာဝိတ်ထားတဲ့သူတွေရဲ့အားပေးနှုတ်ဆော်မှုတွေရော တကယ်တမ်း weight ကျသွားတယ်ဆိုတော့ review တွေရောတွေ့ရတယ်။အဲ့လိုတွေ့ရတဲ့အခါမှာပြီးတော့လည်းညီမအချိန်မရှိဘူး။ဒီကအလုံးလုံးနေရတာဖြစ်တဲ့အတွက်တီးတန့်ကြီးဟိုဥမာဂျင်းနေသွားပြီး weight ချတာမျိုးဒါမျိုးကြတော့လုံးလုံးမရဘူးပေါ့။လုံးလုံးမရဘူးကိုဟာကိုအိမ်မှာဘလို့စူးစမ်းပြီး weight ချမလဲဆိုတော့အဓိကဖြည့်ရှင်းချက် short plan တူတူလေးတွေကိုလိုက်ရှာရတာပေါ့။အဲ့အတွက်ကြောင့်မလို့အဲ့အချိန်မှာ nutri ဟာနာကိုတိုက်တိုက်ဆန်ဆန်ပဲသွားတွေ့ရတယ်။တွေ့ရတဲ့အခါမှာ nutri ဟာနာကိုလှမ်းပြီးမေးတယ်။မေးတဲ့အခါမှာလည်း ဟိုတိတိချာချာကိုရှင်းပြတယ်။ Okay အဲ့ဒါဆိုရင် nutri hana ပဲရွေးချယ်လိုက်တော့မယ်ဆိုပြီး nutri hana ကိုရွေးချယ်လိုက်တယ်။ nutri hana မှာ1 by 1နဲ့ခြားတာပေါ့နော်။မင်းမင်းကြီးကအများရန်ဂယူးဆိုင်ပေးရဲ့။ဘာတွေလုံနေပြီလဲ၊ဘာတွေစားနေပြီလဲ၊ထမင်းစားချိန်၊ H ချိန်ကိုရီးယားအရင်တော့ဆို H ချိန်နဲ့မမှန်အောင် H ချိန်နဲ့အချိန်အိတ်တယ်။စားချိန်နဲ့အချိန်စားရပေါ့။ဒါပေမဲ့အခုအချိန်မှာစားရမယ်ဆိုရဲအချိန်ဆိုလို့ရှိရင်တကယ်ကမင်းမင်းတို့ကဘယ်အချိန်စားရမယ်နော်စားပြီးပြီလားဘာတွေစားပြီးပြီလဲအဲဒါမျိုးပေါ့ ီလိုမျိုးလေးတွေနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်အဆင်ပြေတယ်။အဲဒါကြောင့်မလို့ဒူထရီဟာနန်နဲ့လက်တွဲပြီးဝိတ်ချခဲ့တာပါ။ဟိုအဓိကကြိုက်တာပေါ့။ကြိုက်ခဲမှုပေါ့။အဲ့ကြိုက်ခဲမှုတွက်ကိုဆေးကိုရှောင်လွှဲလို့မရအောင်ဆေးတောက်ရမယ်။နည်းနည်းလေးစားရတဲ့များများတတ်တဲ့အထဲမှာပါပါတယ်။အဲ့တော့မင်းမင်းကြီးကလည်းမစားပဲမနေနဲ့စား။ဒါပေမဲ့ကိုကဘယ်အရာနဲ့တဲ့လဲ။တဲ့တဲ့အရာလေးကိုစားပြီးဆေးတောက် ဘာလို့ဆိုဆေးဆိုတာလက်လွတ်လို့မရဘူးပေါ့နော်ကိုခံစားနေရတဲ့နေထိုင်ရအဲ့အတွက်မကြောက်နဲ့အဲအဲ့လိုမျိုးအပိတ်မှုလေးနဲ့အတူတူပဲခက်ခဲတဲ့အတိုင်းဒါပမာဏကိုကြော်လွှားနိုင်ခဲ့တယ်ပေါ့ဝိတ်ချနေအချိန်မှာဝိတ်တန်နိုင်လည်းဖြစ်ဘူးလေဝိတ်ပြန်တက်လာတာလည်းဖြစ်ဘူးလေပေါ့အဓိကအဲ့စကူးမကူ145နေ140ကြဖို့တော်တော်ကြတယ်ပေါ့ကိုကပဲစိတ်လောနေလို့လားဟိုစိတ်ပူနေလို့လားတော့ မသိဘူးပေါ့နော်ဒီအဲ့လိုမျိုးဖြစ်နေတဲ့အချိန်ဆိုလည်းမမေနေကပြောတယ်စိတ်ဖြစ်စည်းမှုမများဖို့အဲ့အတွက်ကြောင့်မလို့ဒီ weight chain ကိုအုံနောက်ထဲအရန်ထည့်ထားလို့မရဘူးပေါ့အဲ့အတွက်ပုံမှန်ပဲဖြည်းဖြည်းနဲ့ပုံမှန်လေးပဲသွားတယ်အဲ့အချိန်မှာ weight တက်ရင်လည်းကိုကထမင်းစားပြီးရင်လမ်းလေးလျှောက်ပေးမယ်ပထမ10လမ်းနဲ့ရင်လမ်း20လမ်းအဲ့နှစ်ဆလေးပေါ့နှစ်ဆလေးကိုကကိုစိတ်ကိုဖြည်းဖြည်းမမှန်လေးသွားပြီးတော့ပဲ ဒီလိုမျိုးလေးပဲဆက်သွားတာပေါ့ကိုကြိုးစားမှုအတိုင်းအတာပမာဏအောင်နှစ်ဆမြင်လိုက်တာပေါ့ဒါမဲ့စိတ်ရဲ့ဖီစီးမှုကို short ချလိုက်တာပေါ့အော်ချိန်တိုင်းငါဝိတ်ကြမှာပဲဆိုတော့စိတ်ဖီစီးမှုကို short ချပြီးတော့ခုနကကိုလုတ်တဲ့အရာလေးကိုနှစ်ဆလုတ်ပေးလိုက်တယ်ပေါ့အဲအဲ့လိုဆိုလို့ရှိရင် walk out ဆိုရင်လည်းပထမ10မိနစ်ဆော့မယ်ဆိုမိနစ်20ဆော့အဲဒီလိုမျိုးလေးပေါ့အဲ့လိုမျိုးလေးနဲ့သွားရင်းနဲ့ပဲ weight ကတဖြည်းဖြည်းနဲ့ကျလာတာပါပဲဝိတ်ချနေတော့မှစားခဲ့တဲ့အစားအစာတွေကတော့ကျမတို့ဒီမနက်ဆိုလို့ရှိရင် ကော်ပြန်စိန်တို့နံပြားတို့ပေါက်စီပေါ့ဒါမျိုးပဲစားပြီးချခဲ့တယ်မနေ့စားရေးဆိုရင်နေ့လယ်စားဆိုရင်အသားခမင်းအရွက်အပြုတ်ရည်လေးထည့်လိုက်တယ်ပေါ့မမင်းတို့ချမှတ်ပေးထားတဲ့ gram ပမာဏအတိုင်းပဲစားတယ်ပေါ့ပြီးတော့ညနေစားညနေစားဆိုလို့ရှိရင်ငပြောသည့်ကြက်ဥနွားတို့သုံးမဟုတ်ဒိန်ကျင်ပေါ့အဓိကဒါမျိုးစားပြစ်တာပုံများတယ် ဝိတ်ချတော့ဘာတွေပြောင်းလဲသွားလဲဝိတ်ကျသွားပြီလဲဆိုတော့ကိုမဟုတ်တော့တယ်လို့ပဲပေါ့နောက်တယောက်ဖြစ်သွားတယ်လို့ခံစားရပါတယ်ပေါင်90ကျသွားတော့အဓိကတော့ကိုပေါ့ပါသွားတယ်နေရတာလန်းဆန်းလာတယ်မနဲ့အိတ်အားထားတာချင်းတော့မတူတော့ဘူးအရင်နဲ့ပေါ့ရင်တော့ဆိုအိတ်အားထဲမှာပဲနေခြင်းနဲ့ဟိုအပြင်မှာကိုအလုတ်လုတ်ပြီးပြန်လာတယ်တမ်းပြီးလှဲပြီးတော့ flat ပြသွားတာပဲများတယ်ပေါ့အခုကျတော့လူကပေါ့ပါလန်းဆန်းလာတယ်ပြီးတော့အဓိကပြောတာခေါက်ရောကလည်းမရှိတော့ဘူး လေးပနာပိုးဆိုလို့ရှိရင်လည်းတဝက်လောက်တိရော့ကြသွားပြီပြီးတော့ခြေထောက်တင်နာတာတွေအစားအရန်တက်တာလာတယ်ပြီးတော့အိမ်ကြီးဝက်စားရွေးတဲ့အခါမှာအရင်တော့ HHL ကနေပြီးတော့အခု median size ဖြစ်သွားပြီအဲအဲ့လိုမျိုးလေးတွေကကိုယ့်ရဲ့ confident level ကိုမြင့်တက်လာစေရပေါ့အိမ်ကြီးဝက်ပင်းရင်လည်းမှန်ခဏခဏကြည်ကျင်လာတယ်ပေါ့ကိုယ့်ကိုယ်လည်း children နဲ့မှပတ်ပြီးရှောက်နေတော့တာပဲအဲဒါမျိုးပေါ့ဒါကတော့စိတ်စိတ်ခံစားမှုကတော့အတိုင်းထက်အလွန်ပဲပြောပြမတတ်အောင်ဝမ်းတာပါတယ် အဲ့အတွက် Nutrihana မင်းမင်းနဲ့အဖွဲ့သားအားလုံးကိုလည်းကျေးဇူးတင်ပါတယ် Nutrihana နဲ့လက်တွဲပြီးရောဝိတ်ချမဲ့သူရောဝိတ်ချဖို့တန်စီနေတဲ့သူရောမချပြမချပြနဲ့နောက်ကျနေတဲ့သူတွေရောကိုလုံမယ်လို့ဆုံးဖြတ်ထားရင်နောက်မဆုတ်ပါနဲ့လို့ကိုစိတ်ကိုရှည်တန်းတင်ပြီးအကောင်းဆုံးပဲရှေ့ကိုရဲရဲကြီးဆက်သွားပေးပါလို့အရာအလုံးကိုအဆင်ပြေသွားပါလိမ့်မယ်ဘယ်တော့မှနောက်မဆုတ်ပါနဲ့လို့ပန်းနိုင်ကိုခဏလေးနဲ့ရောက်ပါပါလို့